ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကုလဆိုးကြီးရေးသားတဲ့မလေးရှားဝန်ကြီးချုပ်က သူမပါလို့အတီးပြူဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။အကြံပေးဆေးအုပ်စုအတွက်နှစ်စဉ်နှစ်တိုင်းလို့အာဆီယံထိပ်သီးအစည်းအဝေးလုပ်တိုင်းအချက်တကွဲအကျိုးနဲ့အဖြစ်နဲ့အမြဲရင်ဆိုင်ခဲ့ရသည်ကြီးဖြစ်ပါတယ်။ကျမ်းပတ်ဆေးအုပ်စုကိုထောက်ခံနေကြသူများကလည်း ၎င်းတို့ခေါင်းဆောင်ကြီးဟာတရုတ်နဲ့ရုရှားခေါင်းဆောင်များကိုယ်တိုင်ကဖိတ်ခေါ်ခံထားရပြီးဖြစ်လို့ဒီဒီချိန်မှာတော့အာဆီယံလည်းမတက်တာပဲဖိတ်ခေါ်ရတော့မယ်လို့ညှို့လင့်ခဲ့ကြပါတယ်။ညှို့လင့်ချက်များ ပြင်းထန်လာလို့နောက်ဆုံးတက်ရောက်ရမယ်လို့လိန်ညာသတွင်းလွှင့်ရတဲ့အထိဖြစ်သွားခဲ့ရပါတယ်။သို့တော့ကာလလန်ပူတို့မနေ့ကဆက်ရောက်လာသောမြန်မာကိုယ်စားလှယ်အဖွဲ့မှတော့အကျန်းဖတ်သမားမင်းအောင်လှိုင်ပါမလာရှာတော့ ၎င်းစာဆေးအုပ်စုရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းတွင်းဝဟော်ခန်ဆွမ်းကိုသာ တွေ့လိုက်ရပါတယ်။တက်ရောက်လာတဲ့နိုင်ငံတကာမှကိုယ်စားလှယ်ကြီးများတရင်ဌာနများကလည်းမြန်မာကောင်းဆောင်ရဲ့ထိုင်ကုန်မှာဟာလာဟင်းလင်းကြီးဖြစ်နေတာကိုသတိမထားမိပဲနေကြမှာမဟုတ်ဒူးတယောက်ကြောင့်နိုင်ငံရဲ့ဂုံတိတ်ခါကြာဆင်းရတဲ့အဖြစ်ပါပဲမလေးရှားဝန်ကြီးချုပ်အန်နွာအီဗရာဟင်ကလည်းမင်းအောင်လိုင်းကို ဖိတ်ခေါ်ထားခြင်းမရှိကြောင်းနဲ့မိမိတို့ဟာချက်၅ချက်အတိုင်းသာယက်တီသွားမယ်လို့တူတူတုတ်တုတ်ပင်အတီးပြုပြောဆိုခဲ့ပါတယ်မလေးရှားနိုင်ငံသားဝန်ကြီးကရှင်းလင်းရာမှာပြည်ထနာတွင်အ धिक ပါဝင်ပတ်သက်နေသူများနဲ့ဖေဖော်ဝါရီမှာတစ်ကြိမ်မေလတည်းမှာတစ်ကြိမ်ကြဲကြဲပြန့်ပြန့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းနှစ်ဦးနှစ်ဖက်တွေ့ဆုံဖို့ဖေဖော်ဝါရီလမှာနှစ်ဖက်စလုံးကပယ်ချခဲ့တော်လဲ မီလတွဲဆုံ အပြီးမှာတော့နှစ်ဖက်တိုက်ရိုက်ဆက်သွယ်မှုများရှိလာခဲ့ကြောင်းဤဒီကပင်မိမိရရှိခဲ့သောတိုးတက်မှုဖြစ်တယ်လို့ဆိုပါတယ်မြန်မာမှာ ဖြစ်ပေါ်နေမှုများပေါ် ဖြည့်ရှင်းရန်ဆိုကတုံးနိုင်ငံညှိနှိုင်းရေးရန်ရအဖွဲ့ဝင်များ ဖြစ်တဲ့ရခင်လက်ရှိနဲ့လာမဲ့ ဥက္ကဋ္ဌနိုင်ငံများနဲ့တွေ့ဆုံတဲ့အခါမှာအသေးစိတ်တင်ပြသွားမယ်လို့ပြောခဲ့ပါတယ်။ထိုဘက်က2023မှာတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။မလေးရှားပါလီမန်အမတ်ဝေါင်ချင်းကအာဆီယံစည်းဝေးများမှာအချင်းချင်းလက်ဆွဲနှုတ်ဆက်ပြီးအာဆီယံတချင်းများစုနေုံနဲ့အလုံးမဖြစ်တော့လို့မကြာသေးမီကပြောဆိုသွားခဲ့ပါတယ်။ယခု2025နှစ်ကုန်ပိုင်းရောက်လာပြီဖြစ်လို့အာဆီယံအနေနဲ့ လမ်းကြောင်းသစ်ပေါ်ထုတ်ရန်အခွင့်အလမ်းများထွက်ပေါ်လာနေပြီလို့ The Diplomat စာကြောင်းမှာရေးသားထားပါတယ်။ဘယ်ကြောင့်အချိန်ကောင်းဖြစ်လာရသနည်းဆိုမှုအကျံဖတ်စေအုပ်စုဟာကမူးရှူရိုးဖြစ်လာနေပြီးအတူရောင်ရွေးကောက်ပွဲကိုဖန်တီးလာပြီးအတင်းကျပ်စစ်သားစုဆောင်းမှုကိုအချိန်မြင့် လာပါတယ်။အရက်သားများအကျံဖတ်တပ်ဖြတ်မှုများတိုးပြီးပြုတ်လုလာနေပါတယ်။ ိုချက်များအာဆီယံအတပြားဟောင်းကြီးထက်တလဲလဲဖွင့်နေရမယ်အချိန်မဟုတ်တော့ဆိုသည်ကိုလှုံ့နှိုးနေခြင်းလဲဖြစ်ပါတယ်ထိုတောင်းကိုအာဆီယံတစ်ခုတည်းတာဝန်မယူသင့်အာရှပစ္စည်းဝိတ်နဲ့ဥရောပနိုင်ငံများရှိဒီမိုကရေစီနိုင်ငံများနဲ့လက်တွဲလှုပ်ဆောင်သွားတင်ပါလေဤဒီကလည်းနိုင်ငံတနိုင်ငံရှိပြည်သူများရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အားလေးစားမှုရှိတယ်ဆိုတာကိုပြဆိုလိုက်ခြင်းဖြစ်ပြီး လူတတ်နေတဲ့အကျန်းဖက်စစ်အုပ်စုနဲ့ဖလဲတကင်းလှုပ်เสียမလို့လို့ရေးသားထားပါလေယခုကအာဆီယံဟာစီဝေးကြီးနီးကပ်လာနေပြီးအလုံးရဲ့ဝေဖန်ပြစ်တင်မှုများက မြင့်တက်လာခြင်းလည်းဖြစ်ပါလေမြန်မာရဲ့ဥဆောင်မှုနဲ့ဆက်သွားနေမယ်ဆိုတာ တိုင်းပြည်ကမိတို့များပြန်၍နလန်ထူလာနိုင်စရာအကြောင်းမရှိလို့အလုံးကတုံးသက်ထားကြပြီးဖြစ်လို့၎င်းတို့ကမိသည့်နီးနဲ့မြအတိမတ်ပြုတဲ့ပုံစံမျိုးမရောက်အောင်လှုပ်ဖို့ဟာအာဆီယံကိုဝိုင်းဝန်းအရေးစူးနေကြခြင်းသာဖြစ်ပါလေကျွန်တော်တို့ဘုကဒေါန်ဆန်းစုကြည်ရဲ့အာဆီယံပုံရိပ်များကို ပြန်လည်ကြည့်ရှုရင်လူယုံမှတစုကြောင့်ရေတိမ်နေရမလို့ဖြစ်နေရသည်ကိုယူကျုံမရဖြစ်နေမိပါလေ ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမယ် Música